ွန်းတို့လူဘွားတုံးကအကျွေးကိုခုံကြီးဘွားနဲ့ဆက်လို့ရတယ်လူဘွားတုံးမှာအကျွေးကိုခုံကြီးဘွားနဲ့ဆက်လို့ရတယ်ဆိုတော့အဲ့ဆိုရင်ခုံကြီးဝတ်မယ်ရဟန်းတန်ငါဝတ်မယ်ဆိုရင်အကျွေးရှိတဲ့လူဝတ်လို့ရလားဗျာအဲ့ဒီဝိနည်းကြောင်းလေးလည်းရှင်းပြပြီးပါဦးဗျာနဆက်လို့ရတယ်ဦးဇင်းတို့ဝိနည်းတော်ထဲမှာအကျွေးရှိတဲ့ပုဂ္ဂိုလ်ရမ်းမခံရအောင်ဒီထက်မှရမ်းခံမှုကြပါတယ်နော်ရမ်းခံမှုလို့ရှိရင်မေးတယ်လေဟိုအနနောတိဆိုတာ ကျွေးကင်းသူဖြစ်သလားလို့မေးကုန်မေးတယ်အဲ့တော့အကျွေးရှင်ရမ်းမခံပြရအောင်အကျွေးရှင်ရဟန်းမခံပြရဘူးဆိုတော့လူဘုရားတော်ကအကျွေးရှိတဲ့လူကရဟန်းဖြစ်မှအကျွေးပြန်စားလို့ရတယ်ဆိုတော့ဒါကြီးကလွဲမချော်နေဘူးလားခင်ဗျာနော်သူကရဟန်းမဖြစ်ဘူးဆိုတော့ဒါကဝိနည်းပြတ်နေတဲ့ရဟန်းသဘာဖြစ်တဲ့အတွက်ဒါဟာရဟန်းအကုန်တိုက်ခါနဲ့ညီတော့ဘောမညီတော့ဘလို့လို့အကျွေးဆမလဲဗျာအဲ့ဒါကိုလည်းရှင်းပြလို့ရမှာဗျာဒါကြောင့်ဦးဇင်းတို့လျံပွားနဲ့ လူဘွားကအကျွေးကိုဆက်ခွင့်ရှိတယ်ဆက်လက်ဆက်ရမှာဖြစ်ပါတယ်နော်။ဟုတ်။မင်းရောက်သူကတော့ယဟန်ဘွားနဲ့အကျူးဆာမယ်ပဲပြောနေတယ်နော်။တကယ်တော့ကျွန်တော်ကဒီယဟန်ဆိုတာကလူတွေရဲ့အခက်အခဲတွေကိုဖြည့်ရှင်းဖို့ယဟန်ဘွားကိုရောက်လာတာဖြစ်တယ်။ကိုယ့်ရဲ့အခက်အခဲကိုဖြည့်ရှင်းဖို့ပဲယဟန်ဘွားကိုရောက်လာတာမဟုတ်ဘူး။နော်နောက်ပြီးတော့ယဟန်ဆိုတာလဲဆုံးခံစားဖို့တက်တက်ပဲတခြားလက်လက်ပါဆိုတာငါမျောလင်းကျက်ပါမှမရှိပါဘူးယဟန်က လူဘဝကအကျိုးကိုဆက်မယ်ဆိုရင်အာလူဘဝမှာဒုက္ခရောက်တဲ့လူတွေကယဟန်နဲ့ကိုဝင်မယ်ဝင်ပြီးရင်ယဟန်ဘဝမှာရတဲ့အလှငွေတွေလူဘဝကအကျိုးတွေကိုဆက်မယ်ဆိုရင်အာလူတွေကဒုက္ခရောက်လို့ဒီလိုမျိုးယဟန်နဲ့ကိုဝင်တဲ့ပုံစံဖြစ်သွားပါလိမ့်မယ်။အာသဘောကကျွန်တော်တို့ဒီယဟန်ဆိုတာဒီလူတွေဒုက္ခရောက်နေတာကိုကဲတင်မှုအတွက်ယဟန်ကိုဝေ့ရခြင်းဖြစ်တဲ့အဲကိုကိုတိုင်းဒုက္ခရောက်ပြီးတော့မှယဟန်ဝတ်တယ်ဆိုရင်ဒါဟာကျွန်တော်တို့ကယဟန်ဝတ်ခြင်းမမြည်ပါဘူးเนาะ အာဒုက္ခကိုကြောက်ပြီးတော့ယဟန်ဝိတ္တဝါဒကြီးဖြစ်သွားပါလိမ့်မယ်။အဲဒီလိုမျိုးတရားကိုဝိနည်းကိုလွဲချော်စာကောက်ယူခြင်းဟာလေဒါဟာအတ္တဝါဒဖြစ်ပါတယ်။အဲဆိုလိုတဲ့တဘောကတော့သူတို့ဒီအဲယဟန်တန်ဃာတေကိုမဲဆွဲစီယုံပြီးတော့အာယဟန်တန်ဃာကအကျွေးရှိနေတဲ့လူလေယဟန်ဝိလို့ရတယ်ဆိုတဲ့ဝါဒကိုအာတက်တက်ဖန်တီးတာဖြစ်ပါတယ်။ဒီလိုဝါဒမျိုးကဗုဒ္ဓဟောကြားတဲ့ တရားတွေလည်းမကိုက်မိပါဘူးအဲဒီလိုအကျွေးရှိနေတဲ့လူတွေကယဟန်ဝင့်ရင်လည်းဒါဟာအာလုံးဝကိုမတစ်တော့ပါဘူးအာနောက်ပြီးတော့လည်းယဟန်ပေါ်မှာရတဲ့လက်လာပါတွေနဲ့လူလောကအကျွေးတွေပြန်ဆမယ်ဆိုတာလည်းဒါဟာသဘာဝမကျပါဘူးအာတရားကိုဒါလှည့်ပြားထားခြင်းပဲဖြစ်ပါတယ်အဲဒီလိုမျိုးတေကာဒါဟာဗုဒ္ဓရဲ့အာတစ္ဆာတရားမဟုတ်ပါဘူးဒါဟာဝါဒတွေဖြစ်ပါတယ်ဝါဒဆိုတာကမိမိဝါဒအာကြီးပွားအောင်ဆိုပြီးတော့လူအင်အား အာလူချင်းတဲ့သဘောတရားမျိုးပေါ့နော်လူအင်အားကိုစုဆောင်တာပေါ့လာဝဲလို့ရတယ်ငါတို့မှာဘုံကြီးလာဝေးမင်းမင်းလူဘွားမှာအကျွေးတွေရှိနေရင်အကျွေးဆက်လို့ရတယ်ငါတို့ဘုံကြီးတွေကလက်ရှင်နေနော်အော်ဘုံကြီးရတကယ်ဟိုနေဆယ်လီဖြစ်သွားပြီဆိုရင်တိမ်မောင်းများစွာချမ်းသာနိုင်တယ်စသဖြင့်ဒီလိုမျိုးအယူအဆတွေနဲ့အာဘုံကြီးဘုံကြီးဝတ်ဖို့လူတွေကိုမဲဆွယ်စီယုံနေတာဖြစ်ပါတယ်နော်အာဒီလိုဝါဒမျိုးကကျွန်တော်တို့ကတည်တည်ချာချာပြန်စဉ်းစားမယ်ဆိုရင်အာ တကယ်တော့ဝိနည်းတိတလို့နဲ့လူတွေကိုစီယုံတဲ့ဟာဝါရအင်အားကြီးကြီးချင်းနဲ့အတစိတ်ပဲဖြစ်ပါတယ်เนาะဒါဒီလိုမျိုးဟောပြောနေခြင်းဟာဝစီကံပျက်စီးနေခြင်းပဲဖြစ်ပါတယ်เนาะဒါဟာတကယ်ဝိနည်းကိုဟာအလွဲတုံးသားလုပ်ပြီးတော့မိမိရဲ့ဝါရအာကြီးစကြီးထွားလာအောင်ဖန်တီးနေတာပဲဖြစ်ပါတယ်เนาะအာကြီးကျူအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ